အရခတ်တက်တို့ထင်းရှုံမျိုးတွေဖြစ်တဲ့တန်တွဲဂွာရန်ပြေပေါတော်နဲ့မောင်တော်စားတဲ့မျိုးတွေရဲ့ပင်လယ်ပြင်ကံရတဲ့အနေမှာအခုရပိုင်းတွင်စစ်ကောင်စီကရစ်တက်ဖြစ်တင်းတာတွေနဲ့သွာလာလှုပ်ရှားမှုတွေများပြားနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။တန်တွဲမျိုးငပလီကန်းချစ်အနေကပင်လယ်ပြင်မှာအရင်ကစစ်ကောင်စီနေပြည်နစီချီယာကနေအခုအောက်တိုဘာပထမပတ်ကနေစပြီးတော့စစ်ကောင်စီနေပြည်6စီထက်မင်းအင်အားဖြစ်တင်ထားပြီးတန်တွဲနဲ့ဂွာကိုအတက်ဆင်းလုပ်ပြီးတော့လနဲ့ကြီးပြစ်ခတ်တာတွေလည်းရှိနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ အော်တိုဘား9ရက်မှာတန်တွဲကန်းချေမျက်နှာရှင်းဆိုင်မှာအထိုင်ရှားထားတဲ့စစ်ကောင်စီနေပြည်တော်ကတန်တွဲမြို့ပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့အရဟတတော်ကအော်တိုဘား10ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပင်ဂွားမြို့နယ်ပုံညက်ကျွရရဲ့အနောက်ဘက်ပင်လယ်ပြင်ထက်မှာအထိုင်ရှားထားတဲ့စစ်ကောင်စီနေပြည်တော်ကလက်နက်ကြီးစစ်တကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မောင်တိုနယ်ပေါတိုမြို့နယ်ပင်လယ်ပြင်မှာလည်းကြောက်ချထားတဲ့စစ်ကောင်စီနေပြည်တော်မှာအခုရပိုင်းတွင်သွာလာလှုပ်ရှားမှုတွေရှိနေတာကြောင့် ပင်လယ်ပြင်အနီးမှာရှိတဲ့ကျေးရွာတွေကဒေသခံတွေမှာစိုးရိမ်မှုတွေရှိနေတယ်လို့ဆိုကြပါတယ်ဒါအပြင်ပေါတိုးမြို့နယ်အနောက်ဖြုံကကျွန်းအနောက်ဖက်ပင်လယ်မှာရှိတဲ့စစ်တပ်ဖို့၃စီထက်မိနစ်မှာကြောက်ဖြူနဲ့မောင်တိုးမြို့နယ်တွေကိုသွာလာလှုပ်ရှားမှုတွေရှိနေတယ်လို့သိရပါတယ်။ရခိုင်ကံရွယ်တဲ့နေရာတွေမှာအထိုင်ရှားထားတဲ့စစ်ကောင်စီနေပြည်တော်ကကံအနီးမှာရှိတဲ့မြို့ရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေမကြာခဏလှုပ်ဆောင်နေပြီးတော့ငါဖန်ထွက်တဲ့ဒေသခံရေလုံသားတွေကိုလည်းဖမ်းဆီးမှုတွေရှိနေပါတယ်။အခုလိုစစ်ကောင်စီနေပြည်တော်က ာရခတ်တော်ထင်းရှော့မြို့နယ်တွေရဲ့ပင်လယ်ကမ်းအနေအထားတောလာလှုပ်ရှားမှုတွေပြုလုပ်လာချိန်မှာစည်ရဲရချင်းချောက်တဲ့သဖို့ဖြစ်တယ်လို့စည်ရဲလေးလာသူတွေကတုံ့ပြန်ကြပါတယ်။လက်ရှိမှာအေဟာကုန်းမြင့်အများစုကိုထင်းရှော့နိုင်ပေမဲ့ရေပြင်နဲ့ဝင်ဟင်ကိုထင်းရှော့နိုင်ခြင်းမရှိသေးတာကြောင့်စစ်ကောင်စီကရေတက်အောက်ကိုတွေနဲ့အေထင်းရှော့တဲ့နေမြင့်တွေရဲ့ကမ်းခြေတစ်လျှောက်တောလာပြီးတော့ဒေသခံတွေရဲ့လုံခြုံရေးကိုချင်းချောက်နေတာလို့ရခိုင်စည်ရဲစောင့်ကြည့်နေသူတူကဆိုပါတယ်။တစ်ဖက်မှာလည်းအာရခတက်တို့က ပင်လယ်ကမ်းအနီးမှာရှိတဲ့မြို့ရွာတွေကဒေသခံတွေအနေနဲ့စစ်ကောင်စီရဲ့ရေချောင်းလေချောင်းတိုက်ခိုက်မှု NDA ကိုအထူးသတိထားပြီးတော့စစ်ရေးသတိရှိကြဖို့သတိပေးတိုက်တွန်းထားပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲရဲ့ကြေညာပြီးနောက်ပိုင်းရခိုင်တောင်ပိုင်းမြို့တွေတွေကိုကြေးရည်လေးအုံပြုပြီးတော့အေးအေးထိန်းချုပ်နေမိတွေကိုဝင်ရောက်နိုင်ရေးကြိုးပမ်းမှုတွေစတက်မြင်နေရတာလည်းဖြစ်ပါတယ်။